ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမကွေးတိုင်းနဲ့ဆလင်းမြို့ပေါ်မှာတဲ့ယခုအချိန်ထိတဲ့ဖြစ်နေပါတယ်လိုအပ်ပါကနာမည်နဲ့တကွဖော်ပြပေးပါမည်ကိုမောင်းတဲ့ဟုတ်ကဲ့ပါလိုဟိုကျွန်တော်ရဲ့ TikTok ကနေပြီးတော့တဆင့်စာပို့နိုင်တယ်ကျွန်တော် Telegram နဲ့တဆင့်စာပို့နိုင်တယ်နော်ပို့လာခဲ့ပါပပမနဲ့အားလုံးနေရာတွေမှာအကုန်လုံးရှိပါရဲ့နော်အာစစ်တပ်က အကုန်လုံးမှာရှိနေပါတယ်အချိန်နေအချိန်ခါရကျွန်တော်တို့စီရေးမဖြစ်ဖြစ်ဖြစ်စီစီမလုပ်သေးတာလားဘာကြောင့်လဲတော့ကျွန်တော်အနေနဲ့လည်းအဲဒီလောက်ထိပေါ့စီရေးကိုကျွန်တော်အတွင်းထဲထိကျွန်တော်မသိပါဘူးတိုးပါတော့လည်းပဲအပူနဲ့ခမားတို့အတွက်အချိန်အချိန်ပြေးအေးအေးအတွက်မကြခင်ပါနော်အရာရာပြန်ဖြစ်လာနေဆိုတော့မမေ့ပါနဲ့ဟုတ်ပြီအခုဒါကျွန်တော်စေပွဲလေးကိုသွားရအောင်တာပေါင်းတော့နော်တာပေါင်းဘက်ကိုတော့ကျွန်တော်ပြောပြပါမယ်အဲတာပေါင်းကတော့ကိုယ့်ဘက်ကနှိမ့်နေကျွန်တော်ဘက်က အဲကြာကောင်းစကမ်းပေါ့ဗျာကြာကောင်းစကမ်းကြာပြီဆိုလို့ရှိရင်မှန်ပါလေနော်ကြာပါအဲကြာပါတော့ညာလည်းပဲစစ်တပ်ကလည်းကြေကုတ်ကြက်ခဲပြန်ပြီးတော့ဒေချောင်းပစ်ကူတွေနော်တိုက်ခိုင်းမှုတွေနဲ့ခုခံနေတယ်အဲ့တော့ရာရာဖြစ်နိုင်တယ်သဘောတော့လည်းပဲစစ်တပ်ပဲခုခံနိုင်သွားမလားအေအေနဲ့ဒီကျွန်တော်ဟောင်စုအုပ်စုအပေါင်းတင်းပြီးတော့ကျွန်တော်တို့ထဲကိုဝင်လာနိုင်မှာဆိုတော့စောင့်ကြည့်ရတာပေါ့ဗျာနော်ပြန်နောက်ထပ်အခုမကြီးစင်ပါမကြီးစင်နဲ့ပတ်သက်ပြီးလည်းခင်ဗျားတို့အရင်ကြီးဒီနေ့မီဒီယာပေါ်မှာလည်းစုနေတာတွေ့ရနော် အမကြီးစင်ကိုရသွားပြီကြာကျွန်တော်ဒီပေါ့အမြောက်တက်3လေးလေးဖြစ်မှထင်တယ်နော်3လေးလေးကိုအမြောက်တက်3လေးလေးကိုခြစ်တက်ပြီးတိုက်ခိုက်နေပြီတဲ့ဒီနေ့ဒီနေ့ချိန်ကြီးပေါ့နော်ကျွန်တော်ပြောချင်တာဆူတောင်းလေးလိုပဲပြောရမှာပါဆူတောင်းလေးလိုဘာကြောင့်ပြောရလဲဆိုကျွန်တော်ပြောပြလိုက်ပဲအချိန်နဲ့အမှန်ကိုကျွန်တော်ပြောပါမယ်အဲ့ဒီအမကြီးစင်နဲ့ပတ်သက်ပြီးတော့ဗောနော်အမြောက်တက်ကနေပြီးတော့လှမ်းပြီးတော့ပြစ်ပါတယ်ပြစ်တဲ့ခါမှာတစ်ချက်တည်း ကောင်းလွန်အားကြီးလို့တဲ့နော်ကောင်းလွန်အားကြီးလို့တစ်ဖက်ကတပုံနေတော်တော်များများအေးအေးစိတ်သွေးကြတပုံနေတော်တော်များများထိခိုက်ကြဆုံးတာတွေတွေ့ရတယ်တွေ့ရတဲ့ကြောင့်မလို့ပြစ်ချက်ကောင်းသောအမြောက်တက်ကိုစုလက်တွေပါခြတဲ့တဲ့ဗျာနော်စုလက်တွေပါခြတဲ့အဲ့တော့အချင်းနေကောင်းတယ်ပြောအောင်မဆိုဘူးဒီသတင်းတွေလည်းကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်သတင်းကောင်းသတင်းကောင်းသတင်းဆိုးတွေကြားတဲ့သတင်းကောင်းပါဗျာနော် တစ်ဖက်ကတပုံတစ်ဖက်တပုံစီကအင်အား60ကျော်လောက်ဖြုံတိပလိုက်နိုင်တယ်လို့ကြားသိရတယ်နော်အဲဒါကလက်ရှိအမြောက်တက်ရဲ့အပြစ်ခတ်တယ်ပေါ့ဗျာနော်မြောက်တက်အပြစ်ခတ်ကွန်မောင်ဘေးကင်းပါစေတဲ့ဂျေဆစ်တင်ပါတယ်နော်ဟာဂျေဆစ်တင်ပါဟုတ်ပြီအဲ့တော့အဲလက်ရှိအဲဒါမကြီးစင်ဘက်ကတည်င်းပေါ့ဗျာမကြီးစင်မှာသူတို့ပြောသလိုပေါ့မြောက်တက်3လေးလေးပေါ့3လေးလေးကိုဝင်တိုက်ဖို့နော်ငတိုင်းချောင်းဘက်က ဲသူတိုက်ဖို့စူးစမ်းနေမှာအဲ့ဒီအမြောက်တက်ကနေပြီးတော့ဒီအမြောက်တိုက်ကိုထိဖို့လည်းမစဉ်းစားနဲ့အမြောက်တက်ကိုထိတာနဲ့ drone တက်ကလာမှာ AR မှာ drone တက်လည်းရှိတယ်အမြောက်တက်လည်းရှိတယ်အဲတော့ဘာတော့လဲပဲခန်းစစ်ပဲသွားတယ်ပေါ့နော်ခန်းစစ်သွားလို့ရှိရင်တည်တည်ချာချာကုခံပါနော်ကျွန်တော်အကျံပေးထားသလို sniper တွေပါလေတေချာသုံးစီကျင်တယ်အဲ့တော့အဲ့ဒီအခုချိန်ထိပေါ့သူတို့ပြောသလိုမျိုးစေရေးတာစီရနေအဲ့ဘက်ချမ်းမှာလုံးဝမဟုတ်ပါဘူးကိုဘက်ကပဲ AA စီစီပါအမြောက်တက်ကလည်း AA စီစီပါပဲသူတို့ပြောနေတာတော့အခု ်ကျွန်တော်ပြောမယ်ဗျာရေခဲပါရေခဲပါအောင်ညာနော်ဟုတ်ပြီနောက်တစ်ချက်နေနဲ့ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုရင် ERV ဆက်ပြီးသွားပြီနော် ERV ဆက်ကအဲ့လောက်ပဲအဲ့လောက်ပဲအိုက်တမ်ပို့အိုက်တမ်ပို့နော်အဲကျွန်တော်တို့ဒီပကိုးဆက်ပေါ့ပကိုးဆက်ဖြစ်တဲ့ပထမပေါ့ကျွန်တော်ကပန်းတောင်ပန်းတောင်ပေါ့ကျွန်တော်ကစာလိုပဲဖတ်တာဟုတ်ရကျွန်တော်လည်းတနိုင်ငံလုံးကမြို့တွေအကုန်လုံးပဲတည်ပါဟုတ်လားအဘရောင်းလို့သူတို့ခေါ်စေချင်တာပေါ့နော်ဘရောင်းမှာ color 90နှစ်ရှိတယ်တခြားတက်တွေလည်းရှိတယ်နော် အဲ့စနာစစ်မှုတန်းဆွဲနေဆိုတဲ့အချိန်လေးပေါ့အဲအဲ့ဒီမှာအဲ့ဒီပေါ့နော်အဲ့တော့အခုချိန်ထိကျွန်တော်ပကံကွဲရွာနော်ကလားလက်တူရွာပေါ့အဲ့ဘက်ချမ်းမှာတိုက်ပွဲတွေကြီးကြီးမားမားပြင်းထန်နေတယ်အဲတစ်ဖက်ကတဘုံကလည်းအဲစေတူရတဘုံကလည်းသုံးဖွဲ့ပြဟုတ်လားကျွန်တော်ဟောင်စု PDF တွေလည်းပါတယ်ကျွန်တော်နောက်ထပ်အချင်းတွေလည်းပါတယ်ချင်းတဘုံတွေအမိုက်ချင်းတွေလည်းပါတယ်နော်အဲကျွန်တော်ချင်းလူမျိုးတွေပြောတာမဟုတ်နော်ကျွန်တော်အဲ့ဒီ လုံးဝညံနေလုံးအားကြီးတဲ့အမိုက်ချင်းတွေနော်အမိုက်ချင်းတွေပြောရခါကျတော့အေးအေးကျွန်တော်ရခိုင်တိုင်းသားတွေပြောမှမဟုတ်နော်အေးအေးရခိုင်တွေလည်းပါတယ်နော်သုံးဖွဲ့ပေါင်းပြီးတော့အဲ့ဒီတောင်ပေါ်မှာတောင်ပေါ်ကနေပြီးတော့အခုစစ်စင်နေတယ်စစ်စင်နေတဲ့ချိန်မှာတက်ကလည်းတိတိချာချာကိုခုခံနေတယ်စစ်အင်အားကြီးလည်းထပ်ဖြည့်တယ်နော်တိတ်ကောင်းပါတယ်အဲသူ၆ကို၆ပေါ့ဗျာနော်ဟိုဒါစစ်ကတော့အနိုင်ဆုံးလာမှာပဲလေနော်ဘဖို့ပါနဲ့အဲ့တော့အခုချိန်ထိတိုက်ပွဲကတော့နည်းနည်းငြိမ်နေတယ် နော်ငင်းနေငြိမ့်နေတယ်ငြိမ့်နေတယ်အဲ့ဒီနေရာပေါ့ကျွန်တော်တို့ညောင်ကျို့ပေါ့ညောင်ကျို့ကြလို့မရဘူးဆိုတော့တို့ကောင်းကောင်းသိပါတယ်ညောင်ကျို့တော့မရောက်သေးဘူးညောင်ကျို့ရောက်ခံပြီးကျွန်တော်တို့ဒီပကံခဲရွာနောက်ထပ်ဒီကလားလက်တူစခန်းပေါ့အဲရွာပေါ့အဲ့ဒီဘက်ချမ်းနေမှာတော့တံမြန်ထိုးစစ်တွေအနေနဲ့ချနေတယ်ပေါ့ဗျာနော်ဒါအခုဒါအဲပကိုးဆက်ပေါ့ပကိုးအဆက်အနေနဲ့စီရဲချင်နေတွေကိုကျွန်တော်ပြောပြပါမယ်နော်ညရီတိုက်ပွဲဖြစ်ဖို့ရှိသလားကိုမောင်နဲ့ဟွန်း မြောက်ရတိုက်ပွဲဖြစ်ဖို့မရှိတော့ပါဘူးမရှိဘူးဘာကြောင့်လဲဆိုတော့တက်အင်အားတွေလည်းအဲ့မှာရှိတယ်နော်အဲမြောက်ရီထက်ဆိုရှင်တင်ကန်းညင်အောင်တော့တတိထားပေါ့တင်ကန်းညင်အောင်တော့အရာရာဖြစ်နိုင်တယ်ဒါတင်ကန်းညင်အောင်ပတ်ချာမြောက်ရီကအခုအရှုပ်ရှင်းနေတဲ့ဘယ်သူမှမဝင်ချင်ဘူးစစ်ပွဲလည်းဘယ်သူမှဒီမျိုးလည်းမလို့ချင်ဘူးနော်အဲ့တော့မြောက်ရီနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခေါင်းအေးထားလို့ရတယ်ကျွန်တော်တို့တုံသက်တယ်ပေါ့နော်အဲ့တော့အခုပကူးဆက်ပကူးဆက်ချင်တယ်ကျွန်တော်ပြောပြပါရနော်စီးရေးချင်တယ်ဒီလိုရှိတယ် ခုခံစေတိုက်ပွဲဝင်စေကျွန်တော်စစ်တီတဲ့ fighting မှာစစ်သားတွေတယောက်မှသွေးမနေပါဘူးအားလုံးတတိကောင်းပါတယ်နော်အဲတော့ဘာတော့လဲစစ်တပ်ဆိုတာလူအများဟုတ်လားအများဆိုတဲ့လျောက်တော့စစ်သေးကြွတပုံလို့တော့ပဲဟုတ်မလဲသူတို့ကတော့ဟိုမှာစေးကြွေးပြီးတော့တခါလဲခိုင်းတာဖြစ်တယ်လေအစစ်တပ်မှာကြာလဲနည်းနည်းပေါ့တချို့တလေကြာလဲအဲစီအဖြစ်မတိုက်ရှင်တဲ့သူတွေရှိတယ်ဒါမဲ့တော့စစ်တပ်ကစစ်သားတွေအားလုံးကတော့အမိတ်ရှိတယ်လေနော် တော့အဲဒါကဘကိုးဘက်ခြေနေပေါ့နော်ဘကိုးဘက်ခြေနေပြီးကျွန်တော်ဘံမော်ဘက်သွားအောင်ဘံမော်ဘံမော်နော်ဘံမော်တော့နိုင်ငံညာကားများကြည့်နေရတယ်လို့ပဲနော်မသိရင်ကျွန်တော်တို့ကိုယ်တိုင်ကပဲဟို drone နဲ့ light ပစ်နေရတယ်လို့စိတ်ထဲမှာမကျင်တဲ့ဟောင်စုတွေလည်းပါတော့ဗျာနော်ဟောင်စုတွေလည်းပါအဲ့တော့မကျင်တဲ့ထားရအများကြီးပေါ့ဗျာနော်ကျွန်တော်ဘံမော်ဒုက္ခပေးရသလားဆိုတော့ဘံမော်မှာရှိနေတဲ့စစ်တီရဲမင်းအားလုံးကငါတို့မိသားစုတွေမင်းတို့လာဖြူဖွဲတာဆိုတော့စိတ်တက်နေခံချနေတာနော်အကုန်လုံးခံစော်တာ အဲ့တော့သူတို့ရဲ့ခံစားချက်ကကျွန်တော်ခံစားချက်ပါပဲအဲ့တော့ကျွန်တော်ကကောင်းကင်ဘွားနဲ့ဖြစ်နိုင်ရင်အကုန်လုံးငုတ်ထုတ်ကြည့်ကျင်တာပြတည်လားဟိုမျိုးလုံးနဲ့များဟိုဆက်တလိုက်နဲ့များကြည့်လို့ရလို့ရှိရင်စစ်ဖြစ်တဲ့နေရာအားလုံးသိချကြည့်ပြီးတော့ကြည့်ကျင်တာတည်လားဒါမှမဟုတ်အဲ့လိုကြည့်ခွင့်နေရလာတယ်တည်လားအဲ့တော့ဗမော်ဘက်ကနေပြီးတော့ drone နဲ့တိုက်ခိုက်တဲ့တိုက်ခိုက်တဲ့ဒီ drone video တွေပေါ့နော် drone video တွေကျွန်တော်ကြည့်ရတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင် drone နဲ့တိုက်နေရတယ်လို့ပဲတည်လားအဲ့တော့အခုဗမော်မှာ PDF ကိုအောင်ရ KIA ရှိတဲ့နေရာတဲ့အားလုံးကိုစစ်တပ်က drone တွေနဲ့စော်တာဒီလိုစော်တာဒီလိုစော်တာအောက်မှာပြေးတာပြေးတာပြေးတာစောက်တီးရမရသိလားစောက်တီးရမရဘယ်ပြေးလို့ပြေးရမှန်းဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာဟာတော့စော်တာပဲเนาะကျဲတဲ့ပောက်ကွဲအားကလည်း130မမဆိုတဲ့အလျောက်လေးဟာမလွတ်ဘူးเนาะ130မမဆိုတော့ကျွန်တော်တို့အာဟာနေအောင်ခဏနေအောင်ကျွန်တော်တို့40 60เนาะ40 60 60 60ကွက်စား9ကွက်စား40 60နော်ဟို4ကွက်စားလောက်က4ကွက်9ကွက်စားလောက်ကအပြားစင်မမကြီးကကျဲထားတယ်တယောက်မှမလွတ်ပဲဩနော်မလွတ်ဘူးမလွတ်ဘူးအုံးကိုကျဲထားတာညီကြီးပဲတုံတက်သွားတယ်လားအပြင်နောက်တစ်လုံးအဲ့လိုကျဲရတယ်လားအောက်မှာရှိတဲ့ PDF တွေဒီခါကျစဉ်းစားပြေးတာလဲစောက်တီးရမရတကယ်တည်းလားဘာနဲ့လားသရံတူလဲဆိုတော့သခွဲဟိုဘယ်လိုခေါ်မလဲဟိုခင်ဗျားတို့ငငယ်ရောစောက်ဘူးလားမသိဘူးလား အဲပိုးကောင်လေးတွေအရင်ပိုးကောင်လေးတွေတခါလဲလင်မန်းနဲ့ထဲလာလို့ရှိရင်ပိုးကောင်လေးပတ်ပြေးနေတာဗျာပတ်ပြေးတယ်ပိုးအပေါ်ကနေပြီးတော့တခါလဲဆော့တာဗောနောကြောင်းခင်းမှာဆော့ဥပါတယ်ပိုးကောင်လေးတွေအဲ့ပုံစံမျိုးဖြစ်နေအောက်မှာပြေးနေပိုးကောင်လေးကြာနာပဲပြေးတာကြောက်တော့သူတို့အသက်အတွက်ပြေးလိုက်ရတာ PDF ပြေးသေးလား PDF တွေ KIA တွေပြေးတာပြေးတာပြေးတာစစ်တပ်ကလည်းဒီဒီခါကျမညာဘူးဗျာသိလားမညာပဲနဲ့တခါလဲ drone နဲ့ကျွန်တော်ကလည်း live ကြည့်နေရတယ်လို့အတော်တော်ဆော်လာအတော်တော်ဆော်လာအဲ့တော့ဘာမောချင်းနေရတော့ ဟောင်စုတွေအောက်မှာပြေးတာပြေးတာတခါတည်းဖလောက်နဲ့တင်မှာတသားတည်းကြပါတယ်ဒီလားနော်တတတားတည်းကြပါတယ်နော်အဲ့တော့တခါတည်း366တက်ကိုသူတို့ကဝင်တာလေ366တော့ကျွန်တော်အမြောက်တက်ဟလားအမြောက်တက်တရင်မှုရဲ့အိမ်သားတယ်ကျွန်တော်ဒီနေ့နောက်ဆုံးရတဲ့ဒီဗီဒီယိုဖိုင်နဲ့မှကျွန်တော်ကြည့်ရတာဒါတို့ drone ဗီဒီယိုဖိုင်နဲ့မှကြည့်ရအဲ့အိမ်တော့သူတို့ကဝင်သွားလားဝင်လဲဝင်ဟိုတရားလေးဆင်မမလဲစော်လား ပြေးတာလေအောက်မှာစောက်တရားမရပြီးရင်တို့ဘယ်ပြောက်လို့ပြောက်သွားမှမသိတဲ့ပုံစံမျိုးတွေဖြစ်ကုန်တာတယောက်မှမရှင်ဘူးဒါအဲ့လိုထိတို့စံချိန်နေကြရတာပါအဲ့တော့ဘာမောအခု KIA ကအရလုံးမယ် CA အဖြစ်အရေးကြီးနော်ဘာမောတက်လည်းအရမ်းများတယ်နော်တက်တယ်အရမ်းများတယ်အရမ်းများအတွက်ကြောင့်မလို့ဘာမောဟာကချင်ပြည်နယ်အတွက်အဖြေဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဘာမောကြားလို့ရှိရင်ကျွန်တော်တို့မပခဖြစ်တဲ့မြကြီးနာမြကြီးနာတော်မှာပဲဒါမေကွန်ထုတ်ရမယ်ပေါ့နော်မြကြီးနာစက်တိုက်နိုင်မှုမေကွန်ထုတ်ရမယ်အခြေအနေဖြစ်သွားတယ် အော်အဲ့တော့ကျွန်တော်ကြည့်တာပေါ့အဲ့ဒီ366ကိုသူတို့တိုက်တယ်အကောင်လုံးဝိုင်းတိုက်နေတဲ့အချိန်မှာသူတို့တော်တော်လေးစိတ်ညစ်နေပါကြီး AA တွေ AA လည်းပါတယ်နော်ဂေါ်တခါတက်လည်းပါတယ်မြာပဟောမဆိုတော့အចောင်းသားတက်ပေါ့အចောင်းသားတက်လည်းပါတယ်ဟောင်စုတွေလည်းပါတယ်နော်အေးအဲ့ဒါတွေအကောင်လုံးပါအားလုံးပေါင်းပြီးဝိုင်းတိုက်တဲ့ခါကျတော့သူတို့တွေနဲ့နောက်ဆုတ်ချင်နေပြီဘာမို့လဲခံစစ်တွေကတိကျ special ပြင်တာနောက်ဆုတ်ချင်နေအားလုံးอ่ะနော် ကလေးမိုင်တော့ဘာမှတက်တယ်အကုန်ပြည့်ရှိတယ်ဘာမှမဟုတ်နဲ့အလုံးအလုံးတက်တယ်အင်အားပြည့်ပဲနော်အင်အားပြည့်ပဲဘာမှမဟုတ်နဲ့ဟိုအင်အားနည်းနည်းလေးမဟုတ်ဘူးအကုန်လုံးပြည့်ရှိတယ်အဲ့တော့အကုန်လုံးနောက်ဆုတ်ချင်နေဒီ KI ရေနောက်ဆုတ်ချင်နေပြီဒါပေမဲ့တိတ်ခါရသူတို့စက်တိုင်နေတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့တက်ကလည်းအဲဘာတစ်ခုကောင်းတော့လဲဆိုတော့တခြားဘက်ချမ်းနေမှာတိုက်စစ်ဖွင့်လာတွေ့ရတယ်တိုက်စစ်ဖွင့်တဲ့ခါကျတော့ဗျာဘာနဲ့လာတယ်ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲ စစ်သူကြီးမဟာမန္တုလာကတခါလေဟိုရခိုင်ဘက်တို့ပေါ့နော်အဲ့ဘက်ချမ်းမှာစစ်သွားတိုက်နေတဲ့ချိန်မှာနောက်ကနေပြီးတော့ဝင်တိုက်တော့စစ်ပန်းတဲ့ပုံစံမျိုးတွေဖြစ်ကုန်ပြီပေါ့နော်အဲ့ပုံစံမျိုးပဲအဲကျွန်တော်တို့ KIA ကဗန်မော်စစ်ထိုးနေတဲ့ချိန်မှာအနောက်မှာနောက်ချန်တက်လာပဲကြံတာနောက်ချန်တက်လာပဲကြံတဲ့ခါမှာအခုဆိုရင်အကျွန်တော်တို့အဲမပါခါနေပြီးတော့စစ်ကြောင်းနေကျွန်တော်တို့မြောက်ဘက်ချမ်းကိုထပ်ထိုးတော်တွေ့ရတယ်ကျွန်တော်ပြောပြပါစစ်ကြောင်းထိုးမယ်ဟေ့ဆိုလို့ရှိရင် စစ်တပ်ကဘာမှမရစရာအကြောင်းမရှိဘူးစစ်တပ်မှာအကုန်ရှိတယ်အကန့်အသတ်မရှိဘူးစစ်တပ်ရဲ့ဟိုစခန်းသိမ်းစွန့်အင်ကအကန့်အသတ်မရှိဘူးဆိုလိုချင်တာကနေမြေတစ်ခုသွားမယ်ဟဲ့ဆိုလို့ရှိရင်လမ်းကြောင်းရှင်းစပယ်ရှယ်ရှင်းလို့ရတယ်နော်လမ်းမှာဟိုသူတို့ခြုံခိုးပြုတ်ဖို့ပါဘူးမစင်းစားနဲ့နော်ဟိုစစ်ကြောင်းတက်လာလို့ခြုံခိုးပြုတ်ဖို့မစင်းစားနဲ့စစ်တပ်ကတကယ်လှုပ်ချင်ပြီဆိုရင်ဟိုမြက်ပါမပေါအောင်လို့လမ်းရှင်းသွားလိုက်လို့ရတယ်လမ်းရှင်းသွားလိုက်လို့ရလမ်းရှင်းပြီးတော့ဆိုတော့နောက်ကတက်ကဟိုမြေနေမြေရှင်းဖို့တော့ပဲသွားလို့ရတယ်အခု အမ်ညဂျီနာမြောက်ဖက်ကိုစစ်ကြောင်းထိုးတဲ့ပုံစံအရင်ကလာပါတယ်ပထမဆုံးတစ်ချက်နေနဲ့ဝေရှိရွာပေါ့အဲဝေရှိရွာဘက်ကိုသူတို့ကစစ်ကြောင်းထိုးတဲ့ခါမှာအဲ့မှာတပုံတပုံစုဖွဲ့တာကိုရှိတာဟုတ်တပုံစုဖွဲ့နေရရှိတဲ့ခါကျအဲ့ဘက်စစ်ကြောင်းထိုးတဲ့ခါမှာပထမဆုံး၄ကြောင်းနဲ့အရင်ဆုံးရှင်းချလိုက်ရှင်းချပြီးတော့စစ်ကြောင်းထပ်ထိုးတယ်ထပ်ထိုးတဲ့ခါမှာတော့တစ်ဖက်က KIA ဟောင်စုတွေအကုန်လုံးရေးချင်ချင်ခုခံနေရတယ်ပေါ့နှိမ့်ဘက်ကခုခံနေရအဲ့တော့သိကောင်းတယ် ချားနေရာမှာတိုက်စစ်ဖော်ဆောင်တယ်ဖားကန့်ဘက်မှာလည်းအခုဖားကန့်ပြူကအောင်မြင်ချဲ့တာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ကတက်ကဘာမှမဟုတ်သူတို့အရှိရပြုံနေအောင်ရှင်မှာအနောက်ကတက်ကလည်းအခုပြန်ချဲ့နေပြီတွေ့ရတယ်အဲနောက်တစ်ခုဒီရှမ်းနေတွေပေါ့ရှမ်းနေတွေနဲ့တက်ကလည်းပူပေါင်းဆောင်ရွက်မှုတွေရှိတယ်အဲပြီးတော့အဲတချို့နေရာတွေမှာလည်းအဲတက်ကမပြည့်စုံစစ်တွေအားအင်နေရာလည်းရှိတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ KIA နဲ့ဒီဟောင်းစုတက်တိုက် ဘမ်မောဘမ်မောမှာလုံးဝပြားများချင်ဘမ်မောတွေပြန်နောက်ဆုတ်ဖို့ရှိတယ်အဲ့တော့ဘမ်မောမှာရှိနေတဲ့စစ်တီတွေနော်အင်အားအများကြီးပါအင်အားကောင်းပါတယ်ဘမ်မောနော်အားလုံးကိုပြောချင်တယ် fighting မှာတောင်းထားပါစစ်တပ်ကလည်းစစ်ကူတဲ့ပေးထားသလိုနောက်ထပ်ပတ်ချက်မှာလည်းတိုက်ပွဲဖော်ဆောင်တဲ့အတွက်ကြောင့်မလို့ KIA ကမဆုတ်ချင် ဆုတ်ချင်တဲ့အရှက်တကွဲနဲ့ဆုတ်ရမယ်လို့ကျွန်တော်တို့ကသုံးသပ်ထားပြီးသားဖြစ်တယ်နော်ဆုတ်ရမယ်လို့ကျွန်တော်တို့ပြောတာနော်ဟောက်စုမဟုတ်ဘူးစုဟောက်နေ ဟောဟောဆူလို့ကျွန်တော်ဘာကြောင့်လို့ဒီစာပြူထွေးတဲ့ကျေးဇူးတင်ပါတယ်နော်ဒီညီမလေးကိုကျေးဇူးတင်တယ်ဟုတ်လားခါရဆူပြီးတော့တခါလဲဆွဆွခုံတော့လုတ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ဟောဆူရေနော်အဲ့တော့အဲဒီဘောဗမောကနေပြီးတော့သူတို့နောက်ဆော့အောင်ပါနောက်မဆုလို့ရှိရင်တော့သူတို့အနောက်ကဟာလေအကုန်လုံးကိုတက်ကဆွဲစားရုံပဲနော်တက်ကဆွဲစားတော့တက်ကောပြီးကျွန်တော်တို့အဲရှမ်းဒီတွေလည်းပြောကြတယ်ရှမ်းဒီရောတက်ရောပြည်သူစစ်တွေရောနော် ြောချင်တာအခုချိန်မှာအခွင့်ကောင်းမယ်အဲကြောင့်တော့ KIA ဘန်ပေါ်မှာအကြများနေပြီသူတို့မရရအောင်သူတို့မဲနေတယ်တလားအန်ကိုချိန်သေးတယ်မှာဂျိုးသွေးပြီးတော့အတင်းခွေနေရတာအာမရှိတော့အဲ့တော့ခင်ဗျားတို့လည်းအခွင့်ရေးဖြစ်တယ်နောက်ကွယ်နေပြီနောက်ထမ်းစကားတွေကိုစုဖွဲ့မှုတွေအားလုံးကိုစီရေးရအေးအေးယူထားဖို့လိုတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်နော်အဲ့တော့ဘန်ပေါ်ကသူတို့စုအောင်မလို့ကျွန်တော်တောင်းတတ်တယ်ဟုတ်ပြီအဲ့တော့နောက်ထပ် မပခပေါ့မပခဒီအခုတိုင်းမှုသစ်ပေါ့နော် တိုင်းမှုသစ်ကိုတော့ ဟွန်း credit ပေးရမယ်လေးလေးစားတယ်လားမုံရပတ်ဝန်းကျင်တို့ဘာလို့ကိုစည်ရေးအရာအေးအေးယူပလိုက်တဲ့နေရာအများကြီးရှိတယ်ဒါလည်းဒါလည်းဟိုစည်ရေးအပြအာတက်ဆရာပေါ့ဗျာနော်မုံရပတ်ဝန်းကျင်ရေးဦးလို့ဘာလို့ဘာကြောင်ညာလို့စည်ရေးအေးအေးယူလိုက်ပြီအဲ့လောက်ပဲကျွန်တော်ပြောချင်တယ်နော်ကျွန်တော်ကျွန်တော်မအောင်ပြောချင်ဘူးဘာကြောင်လဲဆိုတော့ကျွန်တော်ပြောလို့မကောင်းဘူးနော်အဲ့ sorry ဆိုတာပြောပြတာအဲ့ဆေးရအေးအေးမှုတွေရှိတယ်အဲ့တော့နေရာတိုင်းစစ်မျက်နှာမှာတက်ကလည်းရွေ့ချင်ချင်ပါပဲ ခုခံနေတယ်နော်ရွေးချင်ရခုခံနေရွေးခုချင်ရတိုက်ပွဲတွေဝင်နေတယ်ဟုတ်လားအဲ့တော့အစရကူဆိုင်ပါကောင်မောင်းနဲ့အားပေးနေပါကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ဒီဂျင်းနဲ့ကောင် PDF တဲ့ဝင်တယ်မြန်မာ public voice နေကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ရခိုင်ကဆွေးနေတော့မှာလားอืมရခိုင်ကတော့ဆွေးနေဖို့ကံလန်းလာတယ်နော်အဲကံလန်းလာဆိုရင်လည်းရခိုင်ဘက်ကဆွေးနေဖို့ကံလန်းလာတာကတော့ ရခိုင်နဲ့ဆွေးနွေးမယ်တေချာမတေချာပဲမဲ့လေဒါပေမဲ့ TNL နဲ့တော့ဆွေးနွေးမယ်ဆိုတော့တော့တရင်တိကြရတာပါတယ်နော်အဲ TNL နဲ့ဆွေးနွေးမှုအေးပေါ့အော်ဒီလိုမျိုးတပုံနဲ့ဆွေးနွေးရတယ်ဆိုတော့ကစစ်တက်ကညံ့လို့ပေါ့ဗျာနော်အင်းကောင်းပါဦးတပုံနဲ့ဆွေးနွေးရဆိုတော့စစ်တက်ကညံ့နော်အဲ့တော့မဆွေးနေပြရင်လည်းပြည်သူမျက်နှာကိုမကြည့်ရရောက်မှာအဲ့တော့ဘယ်လိုလုပ်မလဲခင်ဗျားတို့ပြည်သူတွေရဲ့ဆန္ဒဘယ်လိုရှိလဲဒီသဘုံတွေကိုဆွေးနေတင်သလားနော်မဆွေးနေတင်ဘူးလားကြာရင်တော့ ကျွန်တော်တို့ TNLA နဲ့တက်မလို့နဲ့ဆွေးနွေးမှာဖြစ်တယ်เนาะဆွေးနွေးပြီးတော့ဘလို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 ညှိနှိုင်းမှုတွေရမှာလဲမသိဘူးခုလောဆယ်ကျွန်တော် MNDA ကိုကန့်ကတော့ဆွေးနွေးပြီးသွားပြီ TNLA ကလည်း TNL ရလေလက်ခံပါပါ။ဘာကြောင့်တရွေ့ဖီအောက်ဘယ်သူမှမငင်းနိုင်ဘူး။ကျွန်တော်တရွေ့ဖီအောက်ကျွန်တော်အဝေးမကြည့်နဲ့ကျွန်တော်ဘာမှဆစ်ဆိုးရလဲစစ်တက်လဲလုံးဝမငင်းနိုင်ပါဘူး။ဟုတ်ပြီ။ခုခံစစ်နဲ့ပဲအဆုံးသတ်နေရတာတက်မလို့ကမရှက်ဘူးလားမသိဘူး။อืม။ ဒါလည်းနည်းနည်းပြောစရာရှိရနော်တကကြီးမမောင်တဲ့ဦးစင်းမြဝတီကမြဝတီကပါတဲ့ DKB အဖွဲ့ကအရင်ကဆိုရင်တဲ့မြဝတီမြဝတီမှပါလဲတရုတ်ကြားပြအဖွဲ့တွေငားနေတဲ့အိမ်တွေကိုနော်သူတို့ပဲလုံခြုံရေးယူပေးတာလေဟုတ်ပါလေအဲ့တော့ကြားပြနဲ့ပတ်သက်လာလို့ရှိရင်တော့ဘဒူးမကိုနော်မကင်းပါဘူးကရင်အကုန်လုံးနော်ဘဲကရင်မှမကင်းပါဘူး KKN လည်းမကင်းဘူးဒါဘောလည်းမကင်းဘူးငပြက်လည်းမကင်းဘူးနော်ဟွဝကလေးဒါဘောလည်းမကင်းပါဘူးနော် ဘလို့မှမกินဘူးအဲ့တော့ကြောက်ခတ်တော့နော်အဲ့ဒီတခြားနေကြောက်ခတ်တော့ဒါ DKB ထိုင်ထားတာပေါ့ဗျာနော်အဲ့တော့ဘလို့မှမกินဘူးအဲ့တော့ကြားဖြတ်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဘာမှတော့အသိပေးမပြောချင်ဘူးလက်တော့ပါတော့လည်းပဲဒါပဲလေစောချစ်သူကဒီလောင်းကစားကက်ဆီနိုတွေနဲ့နော်မတရားကြီးပွားနေတဲ့အချိန်မှာကြံတဲ့ကြံတဲ့ကိရင်တွေကလည်းနော်ကြံတဲ့ကိရင်ပေါ့တော့ဒီလက်နက်ကင်တွေကလည်းအားကြတာပေါ့ဟုတ်တယ်မလား အားဆုံးချစ်သူက drone တွေဝယ်နိုင်တယ်ဗျာလမ်းတွေပြင်နိုင်တယ်ဗျာပြီးတော့လက်နက်တွေလည်းဝယ်နိုင်တယ်ဗျာစစ်သားတယောက်တယောက်ပေးတာဆော့ချစ်သူဘယ်လောက်ပေး9000လား6000လားမသိဘူးပေးတယ်နော်ဘတ်နဲ့ပေးတာနော်မြန်မာဝင်တဲ့အောင်မဟုတ်ဘူး9000 6000အမရှိဘူးအဲ့ပတ်ဝန်းကျင်မှာရှိမယ်နော်ခုက1000ဆိုဘယ်လောက်ရှိမယ်ဗျာဟိုကျောင်းငွေစည်းဘယ်လောက်ရှိမယ်1000ဆိုရင်တစ်သိန်းကျော်တယ်နော်မရဘူးဆိုရှင်အနေလေးတယောက်တယောက်10သိန်းကျော်လောက်ရတာအဲ့လောက်ကိုပေးနိုင်တာလေအဲ့တော့ BGF တွေဖြစ်ချင်တာပေါ့ဗျာနော် BGF BGF လိုမျိုးဖြစ်ချင်တာပေါ့ကျန်တဲ့ကောင်တွေကလည်းဟာသူကတော့ကောင်းတယ်ငါတို့ကတော်လိုင်းကြီးတော်လိုင်းကြီးអော်ပြီးတော့မျက်ချောက်စားနေရတာတဲ့မလားတောင်းစားနေရတယ်တောင်းစားဘွားကြီးရောက်လို့ဆိုကျန်တဲ့ခင်ကြီးတွေကဒေါ်သာထပေါက်ခွဲတော့အေးမင်းတော်ငါတို့လုံးမရှိငါတို့လည်းလုံးမဆိုကျန်တဲ့ပြုတ်တွေသွားခေါ်လာတော့သွားခေါ်လာပြီးသူတို့လည်းသူနယ်ထဲမှာပေးလုတာပေါ့ပေးလုတော့ခင်ကြီးနေပြည်နယ်တော့ကြားပြန်နေပြည်အဲ့တော့အဓိကတော့ကျွန်တော်ပြောသလိုပေါ့ဒီလက်နက်တက်ဆင်မှုပြိုင်ဆိုင်ခြင်းပေါ့စီးပွားပြိုင်မှု လက်နက်ကင်ရင်အားလုံးကအခုကရင်ပြည်နယ်ကိုကြည့်လိုက်ခင်ဗျာကရင်ဒီဘက်ကရင်တော်လန်ရေးပဲထင်တာမဟုတ်ဘူးနော်ကရင်ပြည်နယ်ကခင်ဗျားတို့ထင်တာလည်းပုံပြီးနှက်ဆိုင်တယ်နော် KNU ကောသူလေးနော် KNA နောက်ထပ် BC DGBA ခွဲထွက်စုံနေတာဒါတွေအားလုံးကတစ်ဖွဲ့နဲ့တစ်ဖွဲ့ကစီးပွားပြိုင်နေသေးတာနော်စီးပွားပြိုင်တဲ့ခါမှာသူပတ်စံရကိုလည်းရကျင်တာပေါ့နော်အဲ့လိုမှမရနောက်ထပ်အဖွဲ့လေးကြံသေးရဲ့နော် စာလုံးတော်မှမပေါက်လိုက်လို့ပေါက်လိုက်လို့ရှိရင်သူလည်းသူလည်းနာရားမြောက်လို့သာကောင်းစားသွားမယ်ဟဲ့ဆိုရင်အခုလောက်ဆိုရင်ကောင်းသားသွားစာလုံးကမပေါက်ခင်နဲ့ပတ်ပြေးလိုက်ရတယ်အဲ့တော့၁၀ရောက်နဲ့စခဲ့တယ်အေအေလက်ဒီလိုပဲပေါက်ပေါက်လက်နက်ကင်လောကခင်ဗျားတို့ပေါက်သွားရင်ထောပြီနော်လက်နက်သွားကင်လည်းအလကားမဟုတ်ဘူးစာလုံး၁၀ရောက်နဲ့လက်နက်ကင်နဲ့အဲသူကျွန်တော်ဟောင်စုတွေအများကြီးရတဲ့အတွက်ကြောင့်မလို့သူဒီအတိုင်းနာတစ်ခုထိတော့သူနေရာရလိုက်သေးတာပဲအဲ့တော့အေအေလက်၁၀ရောက်နဲ့စတယ်အာရကန်အာမီဆိုပြီးတော့ အခိုးကြီးတော့တပုံတပုံကြီးတော့တမရအဲတမရကြီးတမရတမရပြီးတော့တကောမဆိုတော့အာရကန်အာမီဖြစ်သွားတယ်ကွာအဲထို့တူပဲစာလုံးတို့လည်းနာရားမြောက်တို့လည်းဒီလိုပဲသူနည်းနည်းလေးနဲ့စတယ်ပေါက်သွားတော့အခုကော်သူလေးအာမီစီဖြစ်သွားဗျာအဲ့တော့သူ့လိုမျိုးပေါက်ဖို့ကြိုးစားနေတဲ့ငပြက်လည်းဒါမျိုးကြိုးစားရတယ်နော်ငပြက်ဆိုတော့ဟိုဘယ်လိုခေါ်မဖော်မှုလဲ sorry sorry သူနာမည်သူကျွန်တော်နာမည်ရဗျာကျွန်တော်ဟာတာကျွန်တော်ခစ်စကားမန်းစကားလည်းခက်တယ်ကျွန်တော်လည်းခင်ဗျားတို့ပြောင်းရင်းခေါ်တယ်နော်အဲပြီးလို့ရှိရင် ါလဲကျွန်တော်အမျိုးမျိုးခေါ်နေကြဘောမခေါ်ရတော့အဲ့ခေစကားနဲ့ပဲကျွန်တော်ကခေါ်နေကြဖြစ်တဲ့ကြောင့်မို့စကားအတုံးတုံးလေးမှားတာဟာအကြောင်းနေနဲ့နေချစစ်စံနေမဟုတ်ပါဘူးနော်အဲ့သူအေးပေါ့ channel အဖွဲ့စီအားလုံးနဲ့10ရောက်နဲ့စားတဲ့သူရောက်နဲ့10စားအများကြီးရှိတယ်အဲ့လိုဟာလေးပေါက်ချင်တဲ့ဟာလေးတဲ့လားလက်နက်ကင်လောကကလည်း share ပဲဗျာတိလားအဲ့တော့ AA ရောပေါက်သွားပြီနော်နာသားများပေါက်သွားပြီပေါက်သွားပြီဆိုတာထောသွားပြီဗျာတိမလားအေးအဲ့လိုပဲအဲ့လိုမျိုးထောဖို့အတွက်ကြိုးစားနေတဲ့ဂျန်တဲ့ဖွဲ့ကြီးကငကားလည်းမထောဘူးဖြစ်သွားတယ်ငကားလည်းငကားလည်းသူလည်းတဖြည်းဖြည်းနဲ့မြင့်လာမလို့ပဲတဲ့ ဒါပေမဲ့ထောမှာပါမထောရင်လည်းပတ်ပြေးရတယ်အဲ့တော့လက်နက်ငယ်လောကရင်းရတယ်နော်ပြီးအခုသူထောသွားအေးအေးဆိုထောသွားပြီနော်နာရမ်းရတယ်တော့ထောသွားပြီဒါပေမဲ့ခုရှိတယ်အဲ့အချိန်မှာငပိလက်ခုတ်တန်ချူတက်တဲ့ကောင်နေအရင်ထောတယ်နော်ဟာဟုတ်ပြီအဲ့တော့ညီကောင်မတော်မများဒီနေ့ဟာသားဆိုလဲဟာသားပါဗျာနော်ဟိုတကယ်အဓိကတော့အမှန်တရားကိုသိစေချင်ပါတယ်အဲ့တော့အခု ARV စီရဲခြင်းနေကိုကျွန်တော်တင်ပြပြသွားပါပြီเนาะပထမဆုံးတစ်ချက်နဲ့ကျွန်တော်တင်ပြခဲ့တာကတော့ဖမ်းလို့ရမစွေးသွားဖမ်းတာကိုမမေ့ပါပါဘာမလုံနဲ့ခင်ဗျားတို့နိုင်ငံတစ်ခုမှာတစ်ခုခုလုံမယ်ဆိုစဉ်းစားသူ ਈ ပဲထိမှာကိုပါထိမှာခင်ဗျားတို့တော်လိုင်းကြီးလုံတယ်တော်လိုင်းကြီးတွေဖော်ဆောင်တယ်ခင်ဗျားတို့အမျိုးတွေဆွေမျိုးတွေမိဘတွေကအစားနောက်မှာတခါတည်းထမင်းတွေငတ်ကုန်တနိုင်ငံလုံးငတ်တာတခုခုလုံမယ်ဆိုရင်အများအတွက်စဉ်းစားကိုဘို့တဘို့ပဲပြည့်ရနွားတွေလိုမျိုးခင်ဗျားတို့ကဖြစ်နေအဟောင်စုတွေဖြစ်နေပြီ တော့စဉ်းစားပါเนาะတခုတော့မဆိုရင်ခဏခဏစဉ်းစားပါစဉ်းစားအသိဉာဏ်ဆိုအဲ့ဒါကိုခေါ်တာကျွန်တော်မြန်မာပြည်သားတွေတော်တော်များများကပညာရေးအဖြစ်တော်နှိမ့်ကြခဲ့တာဟုတ်ပြန်เนาะအဲ့တော့ပညာရေးအဖြစ်တော်နှိမ့်ကြခဲ့တဲ့ခါကျတော့ကိုနဲ့တန်ရတန်ရမတည်ဘူးဖြစ်နေတာမတည်တဲ့ခါကျတော့ကိုနဲ့မတန်မရတွေတောင်းပြီးတော့သူများတကောင်သူများနိုင်ငံကိုကြည့်ပြီးတော့တကားလေဟာဓာမီဖြစ်ချင်တယ်ကိုနိုင်ငံကိုစင်တန်းနဲ့ကိုအစ်စင်တန်းအောင်လည်းကိုပြန်ကြည့်ကိုအသိဉာဏ်အစ်စင်တန်းအောင်လည်းပြန်ကြည့်ဖို့မေ့နေကြတယ် နော်ဟိုကျွန်တော်ပြီးခဲ့တဲ့ခါတော့လိုက်ဒီမှာပြောခဲ့ဘူးပါနော်နိုင်ငံရဲ့6ရောက်သွားတယ်ကျွန်တော်လည်းဒီလိုပဲဟာထိုင်းနိုင်ငံရောက်တယ်ဗျမလေးရှားနိုင်ငံရောက်တယ်စင်ကာပူနိုင်ငံရောက်တယ်ဟာဒီနိုင်ငံကအစိုးရတွေကိုကြည့်လိုက်လို့ရှိရင်ငါတို့နိုင်ငံအစိုးရတွေချားစီกว่าဆိုပြီးတော့ကျွန်တော်တို့ကခံစားဟာဒီနိုင်ငံကဝန်ထမ်းတွေကြည့်လိုက်ဟာတို့နိုင်ငံဝန်ထမ်းတွေရဲတွေနဲ့ချားစီกว่าဆိုခံစားမိနေတာဒီနိုင်ငံကပြည်သူတွေနဲ့ကုတ်တောက်ချင်တာတူရလားလို့မေးရတာဗျဒီနိုင်ငံပြည်သူတွေကြည့်တဲ့ခါကျတော့ ဒီရပြည်သူတွေကစီကံရှိတယ်သူမြင်ကိုမြင်နားလဲတယ်မတူရင်ရန်သူမလုပ်ဘူးနော်မတူလို့ရှိရင်ဆဲဆိုတောင်းကြမှုတွေမလုပ်ဘူးဟုတ်လားပြည်သူချင်းကြတော့ကိုကအောက်တန်းစားပြည်သူဖြစ်နေတာကိုမသိဘူးအဲ့တော့ပြည်သူချင်းမဟာဒီရပြည်သူနဲ့တို့ပြည်ရပြည်သူနဲ့တခြားစီပေါ်ဆိုတာမတူဘူးပါစဉ်းစားမိမှာမဟုတ်ဘူးနော်အဲ့တော့ကိုကကိုအစ်စ်နဲ့ကိုတန်အောင်တောင်းရမယ်တန်အောင်လုပ်ရမယ်ဒီမိုကရေစီနဲ့တန်အောင်လုပ်ရမယ်နိုင်ငံအေးချမ်းအောင်ကြိုးစားရမယ်အဲ့တော့သူများနိုင်ငံပြည်သူတွေကဒီလက်ပတ်လက်ကသူများမဲထည့်နေအောင်ပါပဲ ဘာဘယ်သူ့ပါတီကိုမဲထည့်တယ်မေးရိုင်းနေနော်မပြောဘူးဘယ်သူ့ကိုမဲထည့်လိုက်တယ်မပြောဘူးတို့စီမှာတော့တခါတည်းဘယ်သူ့ကိုထည့်လိုက်တာနော်မထည့်ရင်ဒလန်နော်ဟာသိရမလားဒီအဆင့်နဲ့များကြားတို့ဒီမိုကရေစီလိုချင်သေးတယ်ကိုယ်နဲ့တန်ရတန်ရတောင်းကြဆံပါနော်အပ်တန်တန်တောင်းကြဆံပါအဲ့တော့သူများနိုင်ငံအစိုးရဒီလိုရှိတယ်ဟာသူများစီအစိုးရဝန်ထမ်းတွေဒီလိုရှိတယ်သူများနိုင်ငံပြည်သူကအခွန်ထမ်းရမှာတခါလဲသေအောင်ထမ်းရလား နော်စီကန်လိုက်နာတီအောင်လိုက်နာတာစစ်ထဲဝင်ဆိုဝင်ရတာတို့နိုင်ငံပြည်သူကကြတော့စစ်ထဲဝင်ဆိုပတ်ပြီးတယ်အခွန်ထမ်းဆိုဘလို့ပတ်ချောင်းနဲ့ချောင်းတယ်နော်နိုင်ငံကြီးအသိဉာဏ်ကြရလဲဟိုဗုဒ္ဓဘာသာသာပြောဗျမစူတရားလုံးဝမထုံကောင်းနော်အဲ့တော့ခင်ဗျားတို့သူများပြည်သူနဲ့ကုတ်ပြည်သူနဲ့တူသလားစဉ်းစားသူများနိုင်ငံချင်းချင်းဖြစ်ချင်းကိုလည်းသူများပြည်သူလိုမျိုးကိုနိုင်ငံတွေမှာအနေအဆုံတော့အမြင်မတူ क्वे ပြားမှုတွေပေါ့ဗျာနော်အဲ တီးခံပေးရမယ်အမြင်မတူခွဲကြောင့်ဥမာဖြစ်ထားပါတော့နေလို့စိမ့်လို့ပြာလို့ဝါလို့စစ်တပ်ကိုထောက်ခံလို့ဟိုအောင်ထောက်ခံလို့ဆိုပြီးတော့လိုက်ပြီးအနိုင်ကျင့်နေတာဟာဆိုလို့ရှိရင်တော့ကိုနဲ့မတန်မရခင်ဗျာဒီမိုကရေစီနဲ့တန်ဝန်ပြောနေသူများနိုင်ငံကောင်းကောင်းနဲ့အဆင့်အမြင့်နဲ့နိုင်ငံတွေကျွန်တော်ကဖြစ်စေချင်တာဖြစ်စေချင်လို့ကျွန်တော်ကအခုလိုမျိုး online ပေါ်မှာ live တွေပြောနေတာဖြစ်တယ်နော် online မှာဖြစ်စေချင်နေတာနော်မြန်မာနိုင်ငံကြီးကိုဖြစ်စေချင်နေတာ ဒါမဲ့လည်းခင်ဗျားတို့အဆင်ကလုံးဝမတန်တာကိုမြန်မာပြည်မှာဒီကိစ္စဒါမျိုးတွေဒီအကျင့်ဒီဇယိုက်တွေကြောင့်မြန်မာနိုင်ငံလည်းခွေးဖြစ်နေပြီဟောင်စုတွေတောင်းကျမ်းလို့ပြဿနာတွေဖြစ်နေဟောင်စုဇယိုက်တွေဖြစ်နေနိုင်ငံရဲ့ချမ်းမာပါလိုက်ပြီးတော့ဟာအမြင်မတူလို့ရှိရင်ဘောမာတို့ဘောပြဿနာလိုက်ရှာချင်တယ်အသတိထားတန်မြန်မာပြည်မှာကိစ္စမြန်မာပြည်မှာထားလိုက်တော့နိုင်ငံသားရောက်လို့ရှိရင်ကိုထပ်ပြီးစူးစမ်းရမယ်အဆင်တန်းရှိတော်လို့အဲ့တော့ကိုနဲ့မတန်မရအောင်မတောင်းနဲ့တန်ဖို့အတွက်ဆိုဘာလုပ်ရမလဲသူများနိုင်ငံကအစိုးရတွေကိုနိုင်ငံအစိုးရနဲ့ တူဖို့စူးစမ်းမယ်ဆိုရင်အရင်ဆုံးသူများပြည်သူနဲ့ကုပြည်သူနဲ့အရေးချင်းချင်းတူညှိဖို့စူးစမ်းနော်အဲ့တော့အမြင်မတူတာတွေကိုသူများနိုင်ငံမှာဘယ်လိုဖြေရှင်းလဲအားလေးတွေကအနိုင်ဆုံးတော့လေ့ကျင့်ဖို့လိုတယ်ကျောင်းမြန်မာနိုင်ငံအများကြီးလေ့ကျင့်အောင်ဟုတ်လားဒီမိုကရေစီကလိုချင်တယ်တဲ့နော်ဥပဒေကိုကြတော့မလိုက်နာချင်ကြဘူးတဲ့မင်္ဂလာပါကုန်ပါအောင်တဲ့ဒီမိုကရေစီတော့အော်နေတာတဲ့ဒါပေမဲ့ဒီမိုကရေစီဆိုတာဘာမှန်းတောင်မသိဘူးညီလေး ကျွန်တော်အနေနဲ့ကိုပြည်သူကိုနှိမ်ချဆက်ဆံတာမဟုတ်ဘူးဒီလိုမှမပြောရင်လည်းကျွန်တော်ဟာဒီဟောင်စုတွေကနားလည်မှာမဟုတ်ဘူးသူတို့ကိုသူတို့တန်လိုက်ပဲထင်နေတာနော်ဒီဟောင်စုတက်အဲ့တော့ဟုတ်ပြီကဲကျွန်တော် like လေးလည်းရပ်ပြစေနော်ဒီနေ့ကျွန်တော်တို့အများကြီးဆင်းနေခဲ့ပါလား like လေးရပ်ပြကျေးဇူးအများကြီးတင်ပါတယ်နော်